ရူရန်လာရဲ့တာဝန်မြို့နယ်တွေကကုန်းတရဆဆင်းရှင်တန်လန့်မှတ်တိုင်နာမှာရှိပြီးတော့လေးရောက်ကန်လမ်းမကြီးပေါ်မှာရှိတဲ့မီနီကွန်ဒိုလေးတစ်လုံးကိုဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။အောက်မှာဆိုလဲကားပါကင်နေရာရှိပြီးတော့24 hour lift လဲပါတယ်။ဒါလေးကတော့ဒီနေ့မိတ်ဆက်ပေးသွားမယ်ကွန်ဒိုအခန်းလေးပေါ့။ဒီမှာဆိုရင်ဖက်နယ်တွေပါထားလို့ရမယ်ကက်ဘိနက်နေရာလေးတုံးလို့ရမယ်။ဒီအခန်းလေးကတော့ sink room အခန်းလေး။ ကျွန်ပကြီးအဖြစ်ခင်းမိထားပြီးတော့ဟိုင်းမြင့်နဲ့လိုက်တင်ကောင်းကောင်းလေးဝင်နေဒီအခန်းလေးကတော့နောက်ထပ်ဆင်ခဲ့တဲ့အခန်းလေးပေါ့နော်ဘေးကျင်းကအခန်းလေးတော်တော်လေးကိုမလဲကျဲပြီးတော့တကားဆိုလဲကျွန်တကားသုံးမိထားရဲ့အနောက်မှာဆိုလဲလိုက်တင်ကောင်းကောင်းဝင်နေပြတင်းပေါက်ကလေးရဲ့ပြီးမှဆိုလဲညာအိတ်မီလေးသုံးမိထားတာကိုတွေ့ရတယ်ဒီနေရာလေးကတော့ living room area လေးပေါ့နော်တော်တော်လေးကိုမကျဲပြီးတော့ဒီဘက်အချင်းကတော့ ဖျားခဲ့ area တွေလုံးလို့ရမယ့်နေရာတွေပေါ့။ပတ်ကေးရည်တဲ့အဖြစ်ခင်မိထားတဲ့ lighting ကကောင်းဝင်တယ်။ဒီ wanna area ဆိုလည်းအကျယ်ကြီးနဲ့ကြွေပြားတဲ့အဖြစ်ခင်မိထားတယ်။ view လည်းအရှမ်းကိုမှလှရတယ်။တကားကိုတော့ slide room မှန်တကားလည်းသုံးမိထားတယ်။ဒီနေရာလေးကတော့ dining room area လေးသုံးချင်တဲ့သူတွေအတွက်အရှမ်းကိုမှအဆင်ပြေတဲ့နေရာလေးပေါ့နော်။ဒီခန်းလေးကတော့မိသားစုအေးစစ်နေလို့ရမယ့် master room ခန်းလေးတော်တော်လေးကိုကျဲတယ်။ကြည့်ပါဦးပြတင်းဖို့ဆိုလည်းသုံးမိထားတဲ့နေရာအကျယ်ကြီးသုံးမိထားတယ်။ ဒီအခန်းလေးကတော့ဒါလေးနဲ့တွဲရချိုးခန်းနဲ့ပိုတိုင်းအခန်းလေးပေါ့နော်။အောက်ကပီယောကျပြလေးအဖြစ်ခင်မိတာရယ်။ဒီနေရာလေးဆိုရင်အိုးရွှေစလေးထားလို့ရမယ့်နေရာလေးသုံးမိထားတာကိုတွေ့ရတယ်။ဒါလေးကရချိုးခန်းနဲ့ပိုတိုင်းတိကျအခန်းလေးပေါ့နော်။လေးဝင်တစ်ထပ်ကောင်းအောင်လည်းပြင်းမော်လို့ထားပေးထားရယ်။ အမှန်ရစီအရေးပေါ်ထွက်ပေါက်လေးဆိုလည်းသိချလုပ်ပေးထားတာကိုတွေ့ရတယ်။ဒီနေရာလေးကတော့ဒီမှာဆိုရင် dining room လို့ရှိနေတဲ့ address ဆိုရင်လည်းထပ်လုပ်လို့ရမယ်။ပြီးတော့ kitchen room အခန်းလေးပေါ့နော်။အောက်မှာဆိုလည်းတွေ့ပြားလေးအပြည့်ခင်ပေးထားပြီးတော့ cabinet ကလေးတစ်ချောင်းသုံးပေးထားတာကိုတွေ့ရတယ်။ဒီနေ့ message ပေးထားတဲ့ DNA လေးရဲ့ဇီနုံကတော့သိန်းပေါင်း9600ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN property ဆက်သွယ်လိုက်ပါနော်။